ဇလန်းဆောင်မှာတော့အလုပ်တွေကိုနေ့ကောမညာညကောမနာပဲအလုပ်ကျူးစားနေတဲ့လူတယောက်ကိုတွေ့ရမှာဖြစ်တယ်။သူ့နာမည်ကတော့ကင်ဆူလို့ခေါ်ပြီးကျွန်တော်ကတော့သူ့နာမည်ကိုကြော်ကြည့်လို့ပဲခေါ်တော့ပါမယ်။သူအလုပ်ကတော့မနက်ဆိုရင်ဆောက်လို့ရလို့ရပြီးညနေဆိုရင်ကုန်တင်ကားပေါ်ကွန်ပျူတာတင်ရတဲ့လူပဲဖြစ်တယ်။သူအခုလို့အလုပ်ကျူးစားနေရတဲ့အကြောင်းရင်းကလည်းတနေ့မှသူရချင်းနဲ့ရှင်းရှင်းတရတာနေနိုင်မဲ့ဘဝကိုရချင်တာကြောင့်မလို့အခုလို့ကျူးစားနေတာပဲဖြစ်တယ်။အဲလိုနဲ့တရရမှာတော့ထုံးစံအတိုင်းအလုပ်လုပ်ဖို့အတွက်ထားလာခဲ့ပြီးအလုပ်သွားဖို့အတွက်အပြင်ကိုထွက်လာခဲ့တယ်။ဒါပေမဲ့လည်းကံမကောင်းစွာနဲ့အလုပ်ကမိုးရနေတာကြောင့်ဒီနေ့အတွက်နားရလေးဖြစ်တော့ခဲ့တာပေါ့။ဒီနေ့ကနားရဖြစ်တာကြောင့်တယောက်တည်းအေးစင်းနဲ့မဲ့ဆိုပြီးတွေ့နေခဲ့တယ်။ဒါပေမဲ့လည်းခဏနေတော့ ူတယောက်ကထီထီချောင်းနဲ့ရောက်လာခဲ့တယ်တကယ်တော့သူကဘာလို့လဲဆိုရင်တော့ကြော်ကြီးရဲ့အကြောင်းတွေပဲသူငယ်ချင်းကိုငယ်ကြွားပဲဖြစ်တယ်ရှီဒီကောင်လာပြန်ပြီလားကွာငါ့ကိုဘာလာကြွားအောင်မလဲမသိဘူးအဲ့လိုနဲ့ကိုငယ်ကြွားကတော့ဟဲ့မင်းဒီနေ့ဘာမှလုပ်စရာမရှိဘူးမလားအဲ့ဒါကြောင့်ရှီထုတ်ခံကိုတွားကြမယ်လေရှီထုတ်ခံကိုတွားရမယ်ငါကဘာကိစ္စနဲ့တွားရမှာလဲငါ့မှာရှီထုတ်ခံတွားဖို့အတွက်ပတ်စံလည်းမရှိဘူးငါတိပါတယ်ကွာမင်းမှာပတ်စံမရှိဘူးဆိုတာကိုဒါပေမဲ့ငါအခုရှီထုတ်ခံမှာအချိန်ပိုင်းအလုပ်လုပ်နေတယ်အဲ့ဒါကြောင့်မင်းကိုလည်းအလကားဝန်ခံလို့ရတယ်လာစမ်းမှာကွာဘာပြောတယ်မင်းကရှီထုတ်ခံမှာအလုပ်လုပ်နေတာလားမင်းရဲ့အဖေမိကချမ်းသာတယ်လေဘာလို့အချိန်ပိုင်းအလုပ်လုပ်နေတာလဲဟဲ့အထင်မှားနဲ့နော်ငါအလုပ်လုပ်နေ ေနဲ့ချွတ်ထုတ်ခံလို့ကငါဖီပိုင်နဲ့စီးပွားရေးတစ်ခုပဲဟာအခုအလုံးလုံးနေတာကလည်းငါအဖေကိုကုညီုံတက်တက်ပဲချီခွေတောင်စားငါမှမဆက်မရှိလို့လာကြွားနေသေးတယ်ကိုငါကြောကားတော့ငါတို့တော့ကြားရအောင်ဆိုပြီးနေရောက်တဲ့သူတို့တွားကြပါတော့တယ်တွားနေတဲ့လမ်းမှာတော့ကိုုံကြားတယောက်ဟဲ့မင်းထီမပါလာဘူးမလားငါမင်းကိုထီအပိုင်ပေးလိုက်လို့ရတယ်နော်ငါလည်းခွန့်ငါ့ကိုအထင်သေးနေပြန်ပြီဒီအယူကတော့ကွာအလွန်နဲ့ခဏလေးတော့နေရောက်တာချွတ်ထုတ်ခံကိုရောက်လာခဲ့ကြတယ်ချွတ်ထုတ်ခံကကိုုံကြားကတော့ကိုကျော်ကြီးအဲ့တော့ကျုပ်အခွန်ကိုလာပေးနေခဲ့ပြီးကိုကျော်ကြီးတယောက်ကိုုံကကြားကိုကြီးစုလေးတင်နေခဲ့တယ်တကယ်တော့ကိုုံကြားမှာကမကောင်းတဲ့စိတ်ဆိုလို့ကြောတက်တဲ့အချင်းဆိုပဲရှိပြီးဒါပေမဲ့လည်းကျော်ကြီးအဖို့ကတော့စောင့်ရ င်းကိုကောင်းတဲ့သူငယ်ချင်းတယောက်ပဲဖြစ်တယ်ပူကျော်ကြီးစိတ်ထဲမှာတော့သူ့အလုပ်တွေကိုနေကောမနာညကောမနာကြီးလှုပ်ထွားတာကြောင့်ပင်မနေတဲ့စိတ်ကလည်းတဖြည်းဖြည်းနည်းလာခဲ့တယ်ဒါပေမဲ့လည်းခဏနေတော့ရုတ်တရက်တခြားခါပါကလူတယောက်ရဲ့ခဏကိုယ်ထဲကိုကြောက်သွားခဲ့တယ်ဘာဘာဖြစ်တော့ရလဲဟာအခုငါဘယောက်သွားတော့လဲဒေတော့ကူကျော်ကြီးတယောက်ဘယောက်နေတာလဲဆိုရင်တော့တခြားခါပါရဲ့လမ်းမကြီးပေါ်မှာမောက်ရဲလဲနေတာပဲဖြစ်တယ်ဒီခဏကွဲလက်ရှိဝိညာဉ်အစ်စ်ကတော့ခဏကိုယ်ထဲကလည်းထုတ်ခံလိုက်ရပြီးချက်စလို့ပြန်ဝင်မို့တော့လှုပ်ပါတော့တယ်ဒါပေမဲ့လည်းအကရန်တခုကကထားတာကိုတီးလိုက်ရပြီးသူ့ရဲ့အရင်ခဏကိုယ်ထဲကိုဝင်လို့မရပဲဖြစ်နေခဲ့တယ်အဲ့လိုနဲ့ခဏနေတော့သူ့ရဲ့အနောက်ကနေတင်မင်းတယောက်ကပေါ်လာခဲ့ပြီးဝိညာဉ်ကိုခေါ်တော့ဖို့တွေ့လှုပ်ပါတော့တယ် ဟမ်နေစမ်းမောင်သူကတီတော့တာမဟုတ်ဘူးလားဟာဘာလို့သူကခဏကွာအသက်ရှင်နေသေးတာလဲအလုံးနဲ့တင်မင်းတရားဦးချိုးချောင်းနေဖြစ်နေခဲ့ပြီးဟိုကောင်ကတော့တင်မင်းကိုကြောက်နေခဲ့တာပေါ့ဒါပေမဲ့လည်းတင်မင်းကတော့သူ့အလုပ်ကိုပြီးအောင်လုပ်ရမှာဖြစ်တာကြောင့်ငဲပြူကိုပို့ဖို့အတွက်လုပ်ပါတော့တယ်ဘာလို့ငဲပြူပို့မှလဲဆိုရင်တော့သူ့လူဘဝထုံးကမကောင်းတဲ့အရာတွေကိုလုပ်ခဲ့တာကြောင့်မလို့ပဲဖြစ်တယ်အခုလက်ရှိကိုချိုးကြီးတယောက်ကတော့ဘ누구ခဏကိုလည်းရောက်နေတာလဲဆိုတာကိုမသိတော့ပဲသူ့ကိုသူ့ဦးချိုးချောင်းနေဖြစ်နေခဲ့တယ်အဲ့လိုဖြစ်နေတော့ခဏနေတော့သူတယောက်ကကိုချိုးကြီးစီကိုရောက်လာခဲ့တယ်သူကဘ누구လဲဆိုရင်တော့ကိုချိုးကြီးကိုဆုတ်ချောက်ပြီးတဲ့ကိုရဲတော်ပဲဖြစ်ပြီးတကယ်တော့ကိုချိုးကြီးကအယံကိုချက်နာနဲ့တော်ဝင်မိတာဆိုတယောက်ပဲဖြစ်တယ်တကယ်တော့ဒီကဘာမှာကကျွန်တော်တို့ကဘာလို့ ို့မဟုတ်ပါဘူးဒီကဘာမကမော်အစွန်းနေတည်ရှိနေတဲ့ကဘာကြီးတစ်ခုပဲဖြစ်တယ်အခုလက်ရှိကိုချုံကြီးစီမှာရှိတဲ့မော်အစွန်းကဘာလဲဆိုရင်တော့သူစစ်ခေါ်ထားတဲ့အကောင်လေးတွေကိုခိုင်းစားလို့ရတဲ့အစွမ်းကိုပိုက်ဆံထားတာပဲဖြစ်တယ်ဒီအကောင်လေးတွေကိုတော့ဘယ်လိုရလာတာလဲဆိုတာကိုသိချင်နေဆိုရင်တော့ကျွန်တော် YouTube channel ကပတ်ဆက်ဆိုရင်လာထအပွားဆိုတဲ့ဗီဒီယိုကိုကြွားကြည့်လို့ရပါတယ်အခုလက်ရှိမှာတော့မနေ့ဖြန်ကိုရောက်လာခဲ့ပြီးကိုချုံကြီးတယောက်အရှက်ကဘာကိုရောက်နေတာကိုတီးလဲရတာကြောင့်စောင်းရဲကိုပျော်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့သူ့အစွမ်းတွေကအကောင်လေးကိုခိုင်းစားလို့ရတဲ့အစွမ်းတွေမကတိပဲသူ့ရဲ့မျက်လုံးထဲကနေတောင်မှဆောက်လို့ရဲ့အစွမ်းတွေကိုပိုင်ဆံထားတာကြောင့်မလို့ပဲဖြစ်တယ်သူ့ရဲ့အရင်ဘဝတုန်းကလည်းဆောက်လို့ရဲ့အင်ဂျင်နီယာတယောက်ဖြစ်ခဲ့ပြီးအခုသူရောက်နေတဲ့ ဲ့ကဘာကြီးမှလည်းသူနဲ့ကြိုက်တဲ့ဆောက်လို့ရအစွမ်းကြီးကိုပိုင်စရာကြောင်မလို့ပါအဲ့လိုနဲ့တင်းရဲမှာတော့ကိုဝင်တော်နဲ့ကိုကျော်ကြီးတို့နေရောက်တာအခန်းထဲကိုရောက်လာခဲ့ကြတယ်ကိုကျော်ကြီးကတော့အမှန်တရားကိုမပြောချင်ပေမဲ့မတက်နာနာကြောင့်ငါမင်းရဲ့တခင်အစ်စင်မဟုတ်ဘူးငါကတခြားခေါ်ပါကလာတဲ့လူတယောက်ပဲဆိုပြီးပြောပြလိုက်တယ်ဒါပေမဲ့လည်းကိုဝင်တော်တယောက်ကိုကျော်ကြီးပြောတဲ့စကားကိုမယုံခဲ့ပါဘူးအော်ဆိုတော့မင်းကတခြားခေါ်ပါကလူတယောက်ပေါ့အဲ့ဒါဆိုရင်လည်းငါတို့တခင်အစ်စ်ကဘယ်ရောက်တော့တာလဲငါလည်းမသိဘူးကွာငါလည်းနိုးလာတော့ဒီခဏကိုတည်းကိုရောက်နေတာပဲဒါနဲ့မင်းကဘာလို့မအံ့ဩတာလဲအဲ့လိုနဲ့စကားပြောနေလို့ခဏနေလို့တကားခေါက်တန်ကိုကြားလိုက်ရကလူတယောက်ဝင်လာခဲ့တယ်တကယ်တော့သူကဘာတူလဲဆိုရင်တော့ငါးတကောင်ပဲဖြစ်တယ်ငါးကြီးကလို ့သူ့ကိုမြင်တာတောင်မှကိုကျော်ကြီးတို့နှစ်ယောက်သာတစ်စက်လေးမှမအံ့ဩကြပါဘူး။ဟန်နေစက်မအိုမင်းတို့ကဘာလို့ငါ့ကိုမြင်တာတောင်မှဘာလို့မအံ့ဩကြတာလဲ။နောက်ပြီးတော့မကြောက်ဘူးလား။ငါကနှကားထွက်ခေါင်းတော့နှကားဖြစ်တော့ငါတို့ကဘာလို့ရမှာလဲ။မိစီမာကငါတို့ဘာအဆွမ်းမအာယုံမခံစားမိဘူး။အဲ့ဒါကြောင့်မိစီမာဘာအဆွမ်းမမရှိဘူးဆိုတော့ငါတို့ကဘာလို့ကြောက်ရမှာလဲ။နှကားထွက်ခေါင်းကလည်းငါဘာလို့အဆွမ်းမရှိတာလဲဆိုရင်တော့ငရဲ့ဘင်ကငါ့ရဲ့အဆွမ်းတွေကိုချက်ပိတ်ထားပြီးအဲ့ဒီငရဲ့ဘင်စီမာငါ့ရဲ့တကယ်ဝိညာဉ်အစ်စ်ကိုကယ်တင်ပေးပါလားဆိုပြီးတောင်းဆိုလိုက်တယ်။ဟဲ့ဟဲ့ငါကရဲ့ဆစာမင်းကိုဘာလို့ကူညီပေးရမှာလဲ။စောက်ခွေးမဆိုင်ဘူးကွာ။တောင်းဆိုပါတယ်ကွာ။ငါမင်းကိုစောက်ကြည့်နေတာကြာပြီ။မင်းမငါ့ကိုကူညီနိုင်မှာမဟုတ်လို့ပါ ါကဲကဲထားပါထားပါထားပါငါမင်းကိုကူညီပြီးငါတို့ကဘာအကျိုးအမြတ်ရမှာလဲဘာအကျိုးမြတ်ရမှာလဲဆိုရင်တော့မင်းရဲ့ခန္ဓာကိုယ်ရဲ့ဝိညာဉ်အစ်စ်ကိုငဲပြီးမှတော့ကယ်လို့ရတယ်ဟေးငါခန္ဓာကိုယ်ရဲ့ဝိညာဉ်အစ်စ်ကိုငါစိတ်မဝင်စားဘူးဒီထက်ကောင်းတဲ့ကလန်းချက်မရှိဘူးလားဟုတ်ကဲ့ဒီထက်ကောင်းတဲ့ကလန်းချက်ကတော့တကယ်လို့ကျွန်တော်ဝိညာဉ်အစ်စ်ကိုကယ်တင်နိုင်မယ်ဆိုရင်ခင်ဗျားကိုလည်းငကအဖွဲ့ဝင်ထဲပါခွင့်ပေးမယ်အိုးငကအဖွဲ့ဝင်ထဲလားငါအဲ့ဒီအဖွဲ့ထဲကိုရောက်သွားရင်ဘာလို့ရမှာလဲဘာလို့ရမှာလဲဆိုရင်တော့ခင်ဗျားရချင်နေတဲ့ချွေငွေတွေကိုအဝကြီးတုံးလို့ရမှာပါအဲ့လိုနဲ့ကိုချိုကြီးတယောက်ပတ်ဆက်ဆိုရင်လာထအဝါဆိုတော့ချက်စစ်ဆိုတော့ငကပြောတဲ့စကားကိုလက်ခံပေးလိုက်တယ်ပေးပေးချင်းမှပဲငကတယောက်ကတော့ကိုချိုကျုံငဲပြီးတွားနိုင်မယ်ခေးကို ဖွင့်ပေးလိုက်တယ်။ကဲငဲပြူသွားဖို့တော့ခေးလည်းရပြီဆိုတော့သွားကြမယ်ကွာ။ဟေးနေစက်မအောင်ငါတို့သွားရမယ့်နေရာကငဲပြီနော်။ကျွန်တော်လိုက်ရှင်လားမလိုက်ရှင်မလားဆိုတော့အရင်မေးတင်တယ်မဟုတ်ဘူးလား။နေစက်မကွာမင်းကငါရဲ့ကိုယ်ရံတော်ပဲ။ငါရဲ့ကိုယ်ရံတော်ဆိုတာကငါဘယ်တော့အမြဲရှိနေရမှာလေ။အဲ့လိုနဲ့ကိုချိုးကြီးတောင်ငဲပြီသွားတဲ့ဂိတ်ပေါက်ထဲကိုခုံချထားခဲ့တယ်။ကျန်နေခဲ့တဲ့ကိုယ်ရံတော်ကလည်းဘာကူမှမတတ်နိုင်တော့ပဲ။သူ့ရဲ့တခင်နောက်ကိုလိုက်ပါတော့တယ်။ငဲပြီတခါငဲသားတွေကတော့သူ့ဖုံးတွေကနေကျူးကျော်တွေဝင်လာတဲ့ဆိုပြီးအချက်တွေပြနေခဲ့တယ်။ငဲသားတွေကလည်းစောက်ဆန်ကြီးပါပဲ။ဖုံးတွေပါတယ်နဲ့ဆိုတော့ကိုချိုးကြီးလိုမျက်လေးနဲ့ကောင်ကတော့ငဲပြီတဲ့ကိုရောက်လာခဲ့ကြပြီးတစ်ဖက်ကလူထိုင်တိုက်မိကဝင့်ကြီးတခုကတော့တင်း တဲ့ငဲသားတွေလက်ထက်ကနေပြင်းနေကြတယ်။ဒါပေမဲ့လည်းငဲသားတွေကတော့စောင်းရုံကိုကြောက်ဆက်ကောင်းနေတာကြောင့်ချက်စစ်သူတို့ဝိညာဉ်ကိုမိသွားခဲ့တယ်။ဟေးဟေးမင်းကမြေကြီးအဆန်းငါတို့လက်ထက်ကနေပြင်းချင်နေတာလား။ငါမျိုးအာရပါရဝါစာပြစ်လိုက်မယ်နော်။အဲ့လိုနဲ့လူသားတက်မြေကဝိညာဉ်တယောက်ကိုနိုင်စားနေခဲ့ကြပြီးခဏနေတော့လူတယောက်ကငဲသားတွေနာကိုရောက်လာခဲ့ကြတယ်။တကယ်လို့သူကဘာလုပ်လဲဆိုရင်တော့ကိုကျော်ကြီးတို့မြောက်လေးနဲ့ကောင်းပဲဖြစ်တယ်။ရှိလို့ပဲသူကမှငဲသားတွေတဲ့စောင်းရုံကိုကြောက်ဆက်ကောင်းနေတာဟာ။ဟေးဆက်လူသားကမြာငါတို့အလုံးလုံးနေတာကိုလာသားရဲတဲ့ပေါ့။အဲ့လိုနဲ့စကားတော့ကောင်းအောင်မပြောလိုက်ပဲကိုကျော်ကြီးတယောက်ငဲသားကိုအာရပါရသူ့ရဲ့ခေါပြားချင်းနဲ့ရိုက်ထည့်ပေးလိုက်တယ်။ငါငါငါသူငယ်ချင်းကိုဘာလို့ရိုက်တာလဲကွာ။မင်း တည်ခြင်းနေပြီလားအဲ့လိုနဲ့ခါနာနဲ့တော့သူ့ရဲ့အနောက်ကနေကိုယ်ဟင်တော်တယောက်ရောက်လာခဲ့ပြီးဗုဒ္ဓရဲ့တရားစားတွေကိုအာရပါရုပ်ပြပေးလိုက်တယ်တရားဟောတာတွေကိုကြားရတဲ့ငဲသားတယောက်ကလည်းတရားပေါတော့ခဲ့ပြီးဘာကူမှမတတ်နိုင်တော့ပဲညဲ့ရီတွေပါကြားလာခဲ့တာပေါ့ဟေးကိုယ်ဟင်တော်မင်းငဲသားတွေကိုငိုအောင်မလုပ်သင့်ဘူးလေသူခင်ဗျာတနာစရာလေဒါပေမဲ့ကိုကျော်ကြီးကတော့အပြောလဲလဲတွေးမညီပဲငိုနေတဲ့ငဲသားကိုအာရပါရခေါ်ပြားကြီးနဲ့တွေ့ထဲပါတော့တယ်အဲ့လိုသူထဲခံနေတဲ့ငဲသားကလည်းကိုယ်ဟင်တော်ရင်မက်ပေါ်မှာမိထားလိုက်ပြီးကလေးတယောက်လိုငိုပါတော့တယ်အဲ့လိုနဲ့ခဏနေတော့ခဏကကိုကျော်ကြီးပထမဦးဆုံးရိုက်လိုက်တဲ့ငဲသားတယောက်ကပြထားလာခဲ့ပြီးဟေးငါမင်းကိုမေးအောင်မဲငဲဘရင်နေတဲ့ရဲတိုက်ကြီးကဘေးနေရာမှာလေ ဲ့ပြောပြစမ်းဟုတ်ကဲ့ဘေးညာမလဲဆိုရင်တော့အနောက်ဘက်မှာရှိပါတယ်โอเคအဲ့ဒါဆိုရင်ငါတို့အရှိဘက်ကိုတွားကြမယ်အဲ့လိုနဲ့ကိုချော်ကြီးတို့လေးယောက်သားအရှိဘက်ကိုတွားကြပါတော့တယ်ဟေ့ငရဲ့ပင်ရဲ့ရဲတိုက်ကအနောက်ဘက်မှာဆိုနေဘာလို့အရှိဘက်ကိုတွားနေတာလဲဘာလို့လဲဆိုတော့မင်းတို့ငရဲ့တောက်တွေကအလေညာနေနဲ့ပြည်နေတာလေငါမသိမြထင်နေတာလားโอ้โหဒီကောင်ကိုဆောက်ရင်ကြိုက်သွားပြီကွာဟေ့မင်းဒီလောက်တော့အဆန်းခန့်ချင်းနေငါငရဲ့ပင်ရဲတိုက်ကိုကြောက်ရင်မင်းကိုတီအောင်ဆဲတတ်ပြင်မယ်ဝေါဝေါဆောက်ရင်ကြိုက်သွားပြီကွာမင်းခရီးကိုမင်းတီပါစင်တော့အဲ့လိုနဲ့ခဏနေတော့ကိုချော်ကြီးတို့ငရဲ့ပင်နေတဲ့ရဲတိုက်ကြီးအရှိဘက်ကိုရောက်လာခဲ့ကြတယ်ရော့ရော့ချင်းမှပဲငရဲ့တောက်ကတော့ဟေ့ဆရာပြောတော့ရဲတိုက်ကိုကြောက်ရင်ကျွန်တော်ကိုဆဲတတ်ပြ ီးမဲ့ဆိုဘာလို့ကျွန်တော်ကိုမဆဲတိတာလဲရှီလို့ဆဲရမလားထွက်တော်စမ်းမင်းတို့ငါမလို့အတော့ဘူးစောင့်ရင်မပါလိုက်တဲ့ကောင်းကင်ကများအဲ့လိုပြောလိုက်တော့ငဲထားတယောက်ကိုကျော်ကြီးအဖို့ကိုအရင်ကထက်ပို့ပြီးစိမိတော်ခဲ့တယ်ဘာလို့လဲဆိုတော့ကိုကျော်ကြီးကသူတို့တွေထပ်ပို့ပြီးကလီကြီးချကြတာကြောင့်မလို့ပါတခြားငဲထားတယောက်ကတော့ကိုဝင်တော်တရားတွေဟောပြီးထတာကြောင့်ကိုဝင်တော်ကိုချူတာတဲ့နှုတ်ဆက်နေနဲ့နှုတ်ဆက်နေခဲ့တယ်ကိုဝင်တော်ကလည်းငဲထားလေးကိုနှုတ်ဆက်ပြီးလိုက်တော့ပေါ့အဲ့လိုနဲ့ကိုကျော်ကြီးတို့နှစ်ယောက်သားရတဲ့ထက်ဝင်လာခဲ့ကြတယ်ဝင်ဝင်ချင်းမှပဲတခြားငဲထားတွေကတော့အံ့ဩနေခဲ့ကြတာပေါ့ဘာလို့လဲဆိုတော့လူသားနှစ်ယောက်ကငဲထားတွေကိုဂီယူမဆိုင်ပဲခက်တီတီနဲ့ဝင်လာကြကြောင့်မလို့ပါဟေးဘာကြည့်တာလဲငါရိုက်စုပြစ်လိုက်ရဝေးဘာကြည့်ကြလဲ တက်ခဲရှင်လို့လားအဲ့လိုနဲ့ကိုကျော်ကြီးတောက်ဆောင်းရုံကြောက်ဆက်ကောင်းနဲ့မျက်နှာကြီးနဲ့ငဲထားတွေကိုဖြေးချောင်းနေတာကြောင့်ငဲထားတွေအကုန်လုံးမတက်ခဲရေးကြတော့ပဲကြောက်တွေးတွေပန်းကုန်ကြပါတော့တယ်နောက်ဆုံးမှာတော့ကိုကျော်ကြီးတောက်ငဲပြင်းနေတဲ့တကားရှိကိုရောက်လာခဲ့ကြပြီးကိုကျော်ကြီးကတော့မကြောက်မရွံ့မဲ့တကားကိုဖွင့်ချလိုက်ပါတော့တယ်ဖုံးဖုံးချင်မှအဲ့လိုတွေရံများနေတာကြောင့်ခေါင်းဆနေတဲ့ငဲပြင်းကိုတွေးရမှာဖြစ်တယ်ဟဲ့လူသားဘာလို့ရောက်နေရတာလဲနောက်ပြီးတော့ငါအခုအလုံးမအားသေးဘူးသွားဆန်းကွာကိုကျော်ကြီးကတော့အခွင့်ကောင်းယူတော့မှဖြစ်တာကြောင့်အရှင်အခုအလုံးနားကျင်နေပြီမဟုတ်လားငဲပြင်းကလည်းသူရင်းနေတဲ့ဆောက်ကိုခဏရက်လိုက်ပြီးဘာလို့မင်းနေတည်တာလဲငါပုံစံကိုကြည့်အတိတကြီးလေဘာလို့မေးတာလဲဆိုရင်တော့ခင်ဗျားကိုကျွန်တော်အလုံး ုပ်နာလို့ရအောင်လှုပ်ပေးနိုင်လို့ပဲအဲ့လိုပြောလိုက်တော့ငေးပင်ကလည်းအင်္ဂေါတော့ခဲ့ပြီးသူကမျက်မှောက်ကိုချွတ်လိုက်ကကဲဆိုတော့မင်းကငါ့ကိုဘယ်လိုကူညီမလဲအဲ့ဒါကကျွန်တော်ပြောလို့မရသေးပါဘူးကျွန်တော်လူချင်းတာအရင်ရမှကျွန်တော်ပြောပြပေးမှမယ်ဟာဒီကောင်ဆောင်ရုံကိုတက်တီးရှိတာပဲငါ့ကိုတောင်မှမကြောက်မရွံ့မဲ့ပြောရသေးတယ်ဒါပေမဲ့လည်းကိုချော်ကြီးရဲ့စိတ်ထဲမှာတော့ကြောက်နေခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့သူ့ရဲ့ကိုယ်ရင်တော်တောင်မှငေးပင်တက်ခတ်နိုင်မဲ့အရှင်တွေကိုမတားနာနိုင်ချောင်မလို့ပါကဲဆိုတော့ချော်ကြီးမင်းဘာလို့ချင်းတာလဲချော်ကြီးကလည်းကျွန်တော်ဘာလို့ချင်းတာလဲဆိုရင်တော့ငကားတကောင်ရဲ့ဝိညာဉ်အစ်စ်ကိုပြန်ပြီးစီချင်ပါတယ်အဲ့ဒါမှလည်းကျွန်တော်ငကားအဖွဲ့ဝင်ထဲကိုဝင်လို့ရမှာပါပြောပြောချင်းမှမင်းငေးပင်ကတော့ချက်ရင်ဆိုလို့ထုတ်ပြပေးလိုက်တယ်ဒီပစ စ်ကမင်းလိုချင်တဲ့ပစ္စည်းမဟုတ်လားငါမင်းလိုချင်တာကိုပြပြပြီဆိုတော့မိကန်ကောဘယ်လိုကူညီမှာလဲဘယ်လိုကူညီမှာလဲဆိုရင်တော့ကျွန်တော်မျိုးခမည်းအတော်လမ်းဖောက်ပေးပါမယ်တကယ်တော့ငရဲဘရင်တရားဘလို့အလုံးများနေတာလဲဆိုတာကိုချင်းပြပေးရမယ်ဆိုရင်တော့ငရဲဘရင်လက်အောက်ငယ်သားတွေကလူသားတွေရဲ့ဝိညာဉ်ကိုလဲထဲမှာထည့်ပေးပြီးပြန်လည်မွေးဖက်ခြင်းဆိုတဲ့ခိတ်ပေါက်တွေကိုပို့ပေးရတာပဲဖြစ်တယ်ဒါပေမဲ့လည်းကဲမကောင်းစော်နဲ့သူတို့ပို့ဆောင်ရတဲ့လမ်းတွေကအပူဇံတွေကိုမခံနိုင်အောင်ပြုတ်ကြတော့ကြတာပဲဖြစ်တယ်အဲ့ဒါကြောင့်လည်းငရဲဘရင်ကလူသားတွေရဲ့ဝိညာဉ်ကိုပြန်လည်မွေးဖက်ခြင်းဆိုတဲ့ခိတ်ပေါက်ကိုရောက်ဖို့အတွက်ညီဘုံကနေတစ်ဆင့်လမ်းတွေကိုပြန်ရှာရတာကြောင့်ဆောင်းရင်ကိုအလုံးများနေတာပဲဖြစ်တယ်အခုလက်ရှိမှာတော့ငရဲဘရင်တရားကိုကျော်ကြီးပြောတဲ့ကလန်းချက်ကိုလက်ခံလိုက်တ ယ်ကိုဂျော်ကြီးကလည်းသူ့ရဲ့အစီအစဉ်ကိုလက်ခံလိုက်တဲ့ကြောင့်အရန်ကိုပြော်ရခဲ့ပြီးငဲအပြင်ကတော့ချက်ရင်စုတို့လိုပြန်လည်ဝင်ဖက်ချင်းစုတဲ့ဂိတ်ပေါက်နှားကိုတယ်လီပေါ့အစွမ်းနဲ့ပို့ပေးလိုက်တယ်ဟန်ဆိုတော့ဒီအပေါက်ကြီးကပြန်လည်ဝင်ဖက်ချင်းစုတဲ့ဂိတ်ပေါက်ကြီးပေါ့လေဟုတ်ပါတယ်တကယ်တော့ဒီဂိတ်ပေါက်ကြီးကလူသားလေးရဲ့ဝိညာဉ်ကိုစုပ်ယူလိုက်ပြီးပြန်လည်ဝင်ဖက်စေနိုင်တာပဲဖြစ်တယ်အဲ့လိုလည်းကိုယ့်ရဲ့နှောကလည်းစကားဆပြီးပြောပါတော့တယ်ဟဲ့ရှိတော်မင်းဒီမှာတန်လန်းကိုဘယ်လိုစောက်မလဲငါတို့စောက်တော့ရင်လည်းချော်ရည်လေးရှိတဲ့အတွက်မီလောက်ကောင်မှမဟုတ်ဘူးလားငါဘယ်လိုလုပ်မှလဲဆိုတာကိုစောက်ကြည့်နေတဲ့ဆမ်းမှာအဲ့လိုနဲ့တဖက်တာငဲသားတွေကတော့သူတို့ရဲ့ဖုန်းကိုကြည့်နေခဲ့ပြီးစောင့်ရုပ်ပြောနေကြတယ်ဘာလို့လဲဆိုရင်တော့ကိုဂျော်ကြီးတောင်ငဲပြီမှာငဲသားတွေကိုဖြော်ဝေပွဲလုပ်မှဆို ပြီးငဲထောက်တဲ့အကုန်လုံးအတိပေးလိုက်တဲ့အကြောင်းမလို့ပါအဲ့လိုနဲ့ငဲထောက်တွေကလည်းကိုကျော်ကြီးဖြွေပွဲကိုတောင်းနေကြပြီးငဲထောက်တွေလည်းစိတ်ထဲမှာတော့ကိုကျော်ကြီးဖြွေပွဲမှာအမားတခုလုံးလိုက်တာနဲ့ကိုကျော်ကြီးကိုတက်ဖို့အတွက်စဉ်းစားနေကြပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ကိုကျော်ကြီးရှိတဲ့နေရာကိုငဲထောက်တဲ့အကုန်လုံးရောက်လာခဲ့ကြကရောက်အောင်ချိန်မှာငဲထောက်တွေကတော့အာရပါရတရှင်းဆိုတရှင်းဆိုဆိုပြီးအော်ပြီးအားပြီးကြပါတော့တယ်ကိုကျော်ကြီးကလည်းငဲထောက်တွေပြောတဲ့အတိုင်းတရှင်းဆိုဖို့အတွက်အရှိကိုတက်လာခဲ့ပြီးတရှင်းဆိုဖို့အတွက်ဟန်အမှုကလည်းလုံနေခဲ့ကဟေးငါကမင်းတို့ခိုင်းတဲ့အတိုင်းလုံရအောင်ငါကမင်းတို့အခိုင်းစီမဟုတ်ဘူးကွာအဲ့လိုပြောလိုက်တော့ငဲထောက်တွေအကုန်လုံးညှိတဲ့တော့ခဲ့ကြပြီးကိုကျော်ကြီးကတော့ဟေးဘာတွေရဲ့ကြီးနေကြတာလဲငါတရှင်းမဆိုဘူးလို့ပြောပြီး ီလေအဲ့လိုပြောလိုက်တော့အောက်မှာရှိတဲ့ငဲတောက်တွေကလည်းစိတ်အရန်ဖောက်လာခဲ့ပြီးခွေးမထားအောက်ဆင်းလာခဲ့စမ်းငဲတောက်တွေအကုန်လုံးကိုကျော်ကျော်ဆဲကြပါတော့တယ်ဟဲ့ကွင်းတော်မင်းကိုအာကိုလိုက်မယ်နော်အဲ့လိုနဲ့ကိုဝင်တော်တယောက်ကိုကျော်ကြီးပြောတဲ့အတိုင်းအရှိကိုတက်လာခဲ့ပြီးငဲတောက်တွေအကုန်လုံးကိုတရားစာတွေကျပြပါတော့တယ်တရားစာတွေကိုကြားလိုက်ရတဲ့ငဲတောက်တွေကလည်းမြေးရီတွေပါထွက်ချလာခဲ့တာပေါ့ဟာဟာစောင့်ငတုံးတွေကကွာတရားစာတွေကျတာကိုမြေးရီတွေထွက်ချလာရတယ်လို့မြေးရီတွေကြားနေခဲ့ကြတဲ့ငဲတောက်တွေကတော့ကိုကျော်ကြီးအဖို့ကိုစိတ်တွေရနိုင်ခဲ့ကြတယ်အဲ့လိုရနိုင်တာတော့မှအပေါ်မှာနေနေတဲ့ကိုကျော်ကြီးကတော့ချက်ဖောက်ခွတ်တန်တွေဘာတွေနဲ့ငဲတောက်တွေကိုစနိုင်ခဲ့တယ်ဟဲ့ဟဲ့မင်းတို့အကုန်လုံးကအောက်ကြောက်နေကြတာလားတတိရှိရင်လာခဲ့စမ်းကွာ ွာအဲ့လိုနဲ့ငဲတားတွေကလည်းကိုကျော်ကြီးကိုအတေးရအချင်းရလူချင်းနေခဲ့ကြတာပေါ့ကိုကျော်ကြီးကလည်းသူစိတ်ငေါ်ထားတဲ့အကောင့်တကောင်နဲ့ချိုရီတွေများတဲ့နေရာကိုပြောင်းလာခဲ့တယ်ဘာလို့လဲဆိုရင်တော့ချိုရီတွေများရင်ငဲတားတွေကကိုကျော်ကြီးစိတ်ကိုအလွယ်တကူလာလို့မရတာကြောင့်မလို့ပါချိုရီတွေများတဲ့နေရာကိုရောက်တော့လေကိုကျော်ကြီးတယောက်ထုံးစံအတိုင်းဒီကိုလာဒီကိုလာဆိုပြီးငဲတားတွေကိုစိတ်ဆော့နေခဲ့ကြတယ်အဲ့လိုနဲ့စိတ်ဆော့ခံနေရတဲ့ငဲတားတွေကလည်းမခံနိုင်တော့ပဲငဲတားတယောက်ကကိုကျော်ကြီးစိတ်ကိုဝလုံးတစ်လုံးနဲ့ကြော့လာခဲ့တယ်ဒါပေမဲ့လည်းကိုကျော်ကျော်ကငဲလုံးတစ်လုံးနဲ့ပြစ်ထဲလိုက်ကငဲတားတယောက်ချိုရီပေါ့ကိုကြော့လာခဲ့တယ်ပြီးနောက်မှကြည့်နေကြတဲ့ငဲတားတွေကလည်းကိုကျော်ကျော်အံ့ဩနေခဲ့ကြတာပေါ့ကိုကျော်ကြီးကတော့ပြုတ်ကြတော့တဲ့ငဲတားတယောက်နှာကိုကြော့လာ ခဲ့ဒီလူအများကြီးမှဒီလိုဖြစ်တော့တာမချက်ဘူးလားကွာဆိုပြီးစိတ်ဆော့ပြီးလိုက်တယ်အဲ့လိုစိတ်ဆော့လိုက်တော့ငဲတာအကုန်လုံးကပါဗစက်အဟောင်းတော်ကြီးဖြစ်တော့ခဲ့ကြကငဲတာတွေအကုန်လုံးအစီအယုံလုံးကြပါတော့တယ်ဘာလို့အစီအယုံလုံးကြတာလဲဆိုရင်တော့ကိုဂျိုကြီးကိုဘယ်လိုတတ်မလဲဆိုတာကိုတိုင်မိကြတာပဲဖြစ်တယ်နောက်ဆုံးမှာတော့ကိုဂျိုကြီးကိုတတ်ဖို့အတွက်ငဲတာတွေကတိုင်မလို့လည်းပြီးတော့ခဲ့ကြကငဲတာတွေအကုန်လုံးချော်ရင်မှစီးလို့ရတဲ့စီးလို့ရင်နဲ့ကိုဂျိုကြီးရှိတဲ့နေရာကိုပြန်ပြီးတော့ချပါတော့တယ်တကယ်လို့ဒီအကောင်လေးတွေကချော်ရီတွေကိုခဏရင်ရှိတဲ့အကောင်တွေပဲဖြစ်တယ်အခုလက်ရှိမှာတော့ကိုဂျိုကြီးကိုခဲမချီတဲ့ငဲတာတွေကတော့ကိုဂျိုကြီးရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်ဟေးဟေးနောက်ဆုံးတော့ရောက်လာကြပြီပဲကြိုက်သွားပြီကွာအာဘာမျက်နှာကြီးလဲကွာစောင်းရုံကြောက် ကောင်းလိုက်တာကွာအဲ့လိုနဲ့ကိုရင်တော့တယောက်ငဲတာဆီလာခဲ့တဲ့အကောင်လေးကိုအပိုင်ပိုင်ပိုင်စုပြစ်လိုက်ပါတော့တယ်ဘာလို့အပိုင်နေပိုင်တာလဲဆိုရင်တော့ငဲပြီမှရထလန်းဆောက်ဖို့အတွက်အပူတဲ့ခဏိုင်နဲ့ကြီးကိုနေကိုလိုချင်တာကြောင့်မလို့ပါကြီးကိုနေကဘယ်ရရတာလဲဆိုရင်တော့ငဲတော့လေးဆီလာခဲ့ကြတဲ့အကောင်လေးစီကရတာပဲဖြစ်တယ်အခုလဲရှိမှတော့ကိုချိုကြီးတယောက်ငဲတော့လေးဆီလာခဲ့ကြတဲ့အကောင်လေးရဲ့ကြီးကိုနေကိုဖျက်တော့လို့လဲပြီးတော့ခဲ့ပြီးကျန်နေခဲ့တဲ့ငဲတာတွေကတော့ကိုချိုကြီးကိုတောင်းမတဲ့အနေနဲ့အလေးပြုထားလိုက်ပါတော့တယ်ကဲကဲဒီနေ့ကစပြီးမင်းတို့အကုန်လုံးငါ့အလုပ်သမားတွေပဲတဖက်ငဲတာကတော့ကိုချိုကြီးကိုကွန်ပျူတာကနေစောက်ကြည့်နေခဲ့ပြီးကိုချိုကြီးကိုစောင့်ရဲနေကြနေခဲ့တယ်ဘာလို့ဒီကြိုက်ရလဲဆိုရင်တော့ကိုချိုကြီးကိုသူ့ရဲ့လက်ထောက်အနေနဲ့ ထားဖို့ဦးထောင်မှဆုံးဖြတ်ထားတဲ့အသည့်ပါအဲ့လိုနဲ့နောက်ရမှာတော့ကုချိုကြီးတောင်ငဲတော့တဲ့အကုံလုံးကိုလမ်းဆောက်တဲ့နေရာမှာခိုင်းစားထားလိုက်ပြီးအဲ့ဒီထဲမှာအလုံးမလုံးရှင်ကြတဲ့ငဲတော့တွေကထွက်ပြေးကြတဲ့သူကလည်းရှိပါတည်တယ်ဒါပေမဲ့လည်းအဲ့ဒီထွက်ပြေးတဲ့သူတွေကိုတော့ကိုရင်တော်တယောက်ကင်တော်ရပါတယ်အဲ့လိုနဲ့နောက်ရမှာတော့ငဲတော့တွေကကုချိုကြီးအလုံးအယံခိုင်းတာကြောင့်ဆန္ဒတွေထောင်မှာပြကြပါတည်တယ်ဒါပေမဲ့လည်းကိုရင်တော်ကတော့ဗုဒ္ဓရဲ့တရားတော်တွေကိုရွတ်ပြလိုက်ကငဲတော့တွေအကုံလုံးညစ်တဲ့တော်ခဲ့ကြပါတော့တယ်အဲ့လိုနဲ့ငဲတော့တွေအကုံလုံးကကုချိုကြီးကိုကြောက်တဲ့စိတ်နဲ့ကုချိုကြီးခိုင်းတဲ့အတိုင်းလိုက်လုံးကြပြီးတရင်မှာတော့ငဲတော့တယောက်ကအလုံးအယံလောက်ရတာကြောင့်ပြစ်လဲတော့ခဲ့တယ်အဲ့လိုပြစ်လဲနေလို့ခဏတော့ကုချိုကြီးကငဲတော့ရဲ့အရှိကိုရောက်လာခဲ့ကငဲ သားလေးကိုထားလို့ရအောင်လက်လေးလမ်းပေးလိုက်တယ်ငယ်သားလေးကလည်းသူ့ရဲ့လက်လေးကိုကင်လိုက်တော့ကြောင်းဆက်လို့ချတော့ခဲ့ပြီးခဏနေတော့ကိုချိုချစ်တယောက်အလုပ်မဟုတ်ပါဘူးဟဲ့ဆောက်တော့မကြတဲ့ကောင်းနေပြောတီပြောညက်နဲ့အလုပ်တွေကိုတီချလှုပ်ဆန်กว่าမလုပ်ဘူးဆိုရင်တော့ဒီနေရာမှာတခါတည်းတက်ပြစ်လိုက်မယ်ကြားလားအလုပ်နဲ့ကိုချိုချစ်တယောက်စကားပြောလို့လည်းပြည်ပြဖြစ်တာကြောင်းတခြားနေရာကိုထွက်သွားခဲ့တယ်ကြံနေခဲ့တဲ့ငယ်သားနှစ်ယောက်ကတော့ငါတို့ကအဲ့ဒါကြောင့်ကိုချိုချစ်ကိုချင်းမိနေတာပဲဆိုပြီးတွင်းနေခဲ့ကြကကိုချိုချစ်ကိုစောင့်ရနေတဲ့ဘောကြနေခဲ့ကြတယ်ဘာလို့ကိုချိုချစ်ကိုစောင့်ရနေတဲ့ဘောကြနေတာလဲဆိုရင်တော့သူတို့ငယ်သားတွေထပ်ပို့ပြီးရုပ်ဆူထားရဲ့စောင့်ရကိုအချစ်ပုတ်တဲ့နေရာမှာတယောက်အပြင်မရှိတာကြောင့်မလို့ပဲဖြစ်တယ်တဖက်ကတန်ခိုးအနောက်ဘက်မှာတော့လူသားဝန်ကြီးတယောက်ကိုတွေးရမှာပဲဖြစ်တယ်ဟ ာနေစက်မအောင်ငါဒီအတန်ကိုကြားဖူးပါတယ်အဲ့လိုနဲ့ကိုကျော်ကြီးငဲပြီးရောက်နေတာကိုတစ်ချက်ကြည့်လိုက်ကအရန်အောင်အံ့ဩတော့ခဲ့တယ်တကယ်တော့သူကဘာလုပ်လဲဆိုရင်တော့ကိုကျော်ကြီးခန္ဓာကိုယ်ရဲ့အဆင်အမဲဝိညာဉ်တယောက်ပဲဖြစ်တယ်သူကဘာလို့ငဲပြူရောက်နေတာလဲဆိုရင်တော့သူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြန် ူရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်လို့မရတာကြောင့်မလို့ပါအဲ့လိုနဲ့ခန္ဓာတွေတော့လူသားဝိညာဉ်ကကိုကျော်ကြီးရဲ့ပါးကိုကန်ဆုပ်ပြလိုက်ကဘာဘာဖြစ်တော့ရလဲဟာဒါပေမဲ့လည်းဝိညာဉ်ကတော့အဲ့ဒါတွေမကတည်းပဲကိုကျော်ကြီးရဲ့မျက်လုံးကိုပါဆောက်ကန်လိုက်တယ်ဒါပေမဲ့လည်းခန္ဓာတွေကကိုကျော်ကြီးစိတ်ကိုထားတဲ့ကြွက်လေးကသူ့ရဲ့တခင်ကိုလောက်ကောင်းမလားဆိုပြီးဝိညာဉ်ကိုတစ်ချက်ထုတ်လိုက်တယ်ခန္ဓာတွေတော့ကိုကျော်ကြီးတယောက်ကလည်းပြန်ထလာခဲ့ပြီးဟေ့ဘာကောင်းမလို့ငါ့ကိုကန်ရဲထားလဲဆောက်ကထောင်စားကားများကန်တော့ရောဘာဖြစ်လဲငါ့ရဲ့ခန္ဓာကိုငါကန်တာဘာဖြစ်လဲဟမ်ဒီစမောက်ဒီကောင်းရဲ့မျက်နှာကငါ့ရဲ့မျက်နှာနဲ့တက်ထရာတယ်ပဲဟာဟေ့မင်းကဒီခန္ဓာကိုရဲ့ပိုင်ရှင်မဟုတ်လားဘာလို့မင်းကငဲပြူရောက်နေတာလဲငါဘာလို့ငဲပြူရောက်နေတာလဲဆိုတာကမင်းနဲ့မဆိုင်ဘူးဆောက်အတူရောက်ကောင်းရဲ့ငါ့ရဲ့ခန နာကိုပြန်ပြီးစမ်းဟန်နေပါဦးနေပါဦးငါတို့စိတ်အေးထားပြီးစကားပြောရအောင်လေဒါပေမဲ့လည်းဝင်းကြီးကတော့ तू ပြောချင်တာလေပြောနေသေးတာကြောင့်ကိုကျော်ကြီးစိတ်ခေါ်ထားတဲ့ကြွက်လေးကညင်တော့အောင်အချက်ထိုးပြလိုက်တယ်အဲ့လိုနဲ့ခဏတာညင်တော့ခဲ့ပြီးမဲ့လေခဏနဲ့တော့ရေပက်လို့မဝင်တဲ့စကားတွေပြောပါတော့တယ်အဲ့လိုပြောနေတာကြောင့်ကြွက်လေးကလည်းနောက်တစ်ချက်ပြန်ဆိုထွက်ပြလိုက်တာပေါ့ဟေးမင်းအထင်မှားနေတာနော်ငါမင်းရဲ့ခဏကိုယူချင်လို့ယူထားတာမဟုတ်ဘူးငါနိုးလာတော့မင်းရဲ့ခဏကိုတော့ရောက်နေတာပဲဟာမင်းပြောမင်းပြောတာတွေအကုန်လုံးငါကြုံရမှာလားနောက်ပြီးတော့မင်းကဘယ်ရလာတာလဲငါကဘယ်ရလာတာလဲဆိုရင်တော့တခြားကဘာမှရှိတဲ့မြန်မာနိုင်ငံထဲကရောက်လာတဲ့လူတယောက်ပဲနောက်ပြီးတော့ငါအခုပြောလိုက်တာကိုမင်းယုံချင်ယုံမယုံချင်နေမင်းတဘောပဲအဲ့လိုနဲ့ ဲ့ကိုချိုချီတယောက်ထွက်တော့ဘူးလောက်ပါတော့တယ်အဲ့လိုထွက်သွားနေတဲ့ဝင်းကြီးကတော့အနောက်ကနေလိုက်လာခဲ့ပြီးဒါပေမဲ့လည်းကြော့လေးကတော့မလိုက်နဲ့ဆိုပြီးအချက်ရက်ထည့်ပေးလိုက်တယ်အဲ့လိုရက်ထည့်တဲ့ဝင်းကြီးလေးတယောက်ဘယ်ကောင်မှသွားစရာမရှိတော့ကြောင်ငိုပါတော့တယ်တော်ကြီးကလည်းဝင်းကြီးနဲ့ငိုနေတာကိုတစ်ချက်ကြည့်လိုက်ပြီးကိုချိုချီကလည်းကုညင်ကလွယ်ပြီးဘာကောင်မှမတက်နိုင်တော့ကြောင်ဝင်းကြီးလေးစီကိုပြန်ရောက်လာခဲ့တယ်ရောက်ချင်မှပဲကိုချိုချီကလည်းဝင်းကြီးလေးကိုဆွဲယူလိုက်ကလက်ကျိုလေးနဲ့တောက်ချောက်လိုက်တယ်ဘာလို့လဲဆိုရင်တော့အငိုတိတ်သွားအောင်လို့ပါဟဲ့ငါမင်းကိုကုညင်ပေးမယ်ဟုတ်ပြီလားမငိုနဲ့တော့အဲ့လိုနဲ့ကိုချိုချီအိတ်ကတဲ့ကိုထည့်ထားလိုက်ပြီးကိုချိုချီကလည်းသူ့ရဲ့လုပ်ငန်းကိုစတင်မှာတော့တယ်သူ့ရဲ့ပထမအုပ်စုလုပ်ငန်းစဉ်ကတော့အရင်ဆုံးလမ်းဖောက်ရပြီးဒုတိယလုပ်ငန်းစဉ်ကတော့မီတင်က င်ကြောက်ကိုတုံပြီးခင်းလိုက်တယ်တတိယလုံငန်းစဉ်ကတော့ကိုချိုကြီးတို့ငယ်တော်တွေစီကရထားတဲ့ជីကိုနီကိုတန်လန်းအဖြစ်ခင်းလိုက်ပါတော့တယ်အဲ့လိုနဲ့ကိုချိုကြီးလှုပ်ဆောင်ရမယ်အဲ့လိုတွေကလည်းပြီးဆုံးတော့ခဲ့ကကိုချိုကြီးအိတ်ကက်ထရာဝင်းကြီးတွေကလည်းကိုချိုကြီးအရန်ရန်အောင်းနေခဲ့တယ်ဘာလို့လဲဆိုရင်တော့ကိုချိုကြီးတိောက်အလုပ်တွေကိုအဆက်မပြတ်လုပ်နေပြီးသူနဲ့ဘာလို့မတူတာလဲဆိုပြီးပေါ့အခုလက်ရှိမှာတော့ကိုချိုကြီးတိောက်ကံမကောင်းစွာနဲ့ကိုချိုကြီးဆောက်လို့ရနေကချော်ရီထဲကနေမိစ္ဆာဖက်တီလေးကပေါ်လာခဲ့တယ်သူကဘာလို့ပေါ်လာရတာလဲဆိုရင်တော့ကိုချိုကြီးတို့ဆောက်လို့ရကသူအိတ်နေတာကိုအိတ်လို့မရပဲဆူဆူညံနေလုပ်နေတာကြောင့်မို့ပေါ်လာရတာပဲဖြစ်တယ်ရှိလို့ပဲငါအမြဲတမ်းအလုပ်လုပ်ပြီးဆိုရင်ဒုက္ခတွေတစ်ခုပြီးတစ်ခုဘာလို့ပေါ်လာရတာလဲအဲ့လိုနဲ့တခြားငယ် ငယ်တော်တွေကထွက်ပြေးကုန်ကြပြီဘာလို့လဲဆိုရင်တော့သူတို့ထက်ပိုပြီးအင်အားကြီးတာကြောင့်မလို့ပါအဲ့ဒီထဲမှာကိုချိုကြီးတယောက်ကတော့ထိန်စုကနေပြေးတာပါဒါပေမဲ့လည်းရုပ်တရပြည်နေတာကနေကြက်လိုက်ပြီးမိဆာဖတိစီကိုပြန်ရောက်လာခဲ့တယ်ဟေးစောက်ဖက်ဒီဘာလို့အလုံးလုံးတာနည်းနည်းပေါ့ပေါ့တော့စူညံမှာပေါ့အဲ့ဒါလေးတော့မှတီးမခံနိုင်ဘူးလားကွာဘာပြောတယ်ငါအဲ့ဒီနေတာကိုမင်းတို့ကစူစူညံညံနေလုံနေတာလေငါအဲ့လိုမရဘူးကွာအဲ့လိုနဲ့ကိုချိုကြီးတယောက်မိဆာဖတိရဲ့အရှိမမကြောက်မရွံ့ပဲရှိနေတာကိုအချံငယ်တော်တွေကတော့ကိုချိုကြီးကိုတက်တီးရှိတယ်ဆိုပြီးအားပြီးနေခဲ့ကြတယ်ဒါပေမဲ့ကြော်ကြီးကတော့အဲ့လိုမဟုတ်ပါဘူးသူရဲ့ကိုယ်ဟန်တော်ကိုတစ်ချက်ခေါ်လိုက်ကမိဆာဖတိကိုတက်ဖို့အတွက်အမိတ်ပေးလိုက်တယ်ဒါပေမဲ့ကိုယ်ဟန်တော်ကတော့ရုပ်တရက်ကိုချိုကြီးကိုကြည့်နေ ခဲ့ပြီးငါတို့တောင်းမရင်ကောင်းမထင်နဲ့နော်ဘာလို့လဲဆိုရင်တော့ငါတို့ဘက်ကမားတာလေဟမ်ဘာပြောလိုက်တယ်ငါတို့ဘက်ကမားတာလားစောင်းရင်မပါတာလေမပြောစမ်းနဲ့ကွာငါတို့ကမှန်တယ်သူကမားတာဒီနောက်မှကြီးနေကြတဲ့ငယ်ထောက်တွေကတော့သူတို့တွေထပ်ပို့ပြီးကြောက်စရာကောင်းတာကြောင့်ကိုကျော်ကြီးကိုမိုက်တယ်ဆိုပြီးကိုကျော်ကြီးကိုသဘောချနေခဲ့ကြတယ်တဖက်ကမိတ်ဆက်ဖက်တီကတော့စကားတွေကိုပုံပြောတော့ပဲသူ့ရှေ့ထောက်ကြီးနဲ့ကိုကျော်ကြီးရှိတဲ့နေရာကိုကန်ချပေးလိုက်တယ်ဒါပေမဲ့လည်းကိုရန်တော်ကတော့ကိုကျော်ကြီးကိုကယ်လာခဲ့လိုက်ပြီးတန်ခိုးတင်နေရာမှာချထားပေးလိုက်တယ်ကိုရန်တော်ကတော့မိတ်ဆက်ဖက်တီကိုတက်ခိုက်ဖို့အတွက်အပေါ်ကိုတက်လာခဲ့ကမိတ်ဆက်ဖက်တီကိုအပပံပိုင်စုပြစ်လိုက်တယ်ဒါပေမဲ့လည်းမိတ်ဆက်ဖက်တီကတော့မတိမျိုးဖြစ်တာကြောင့်ချိန်ဆိုလို့ခဏလေးအတူမှပြန်လဲပေါင်းစ တော့ပါတော့တဲ့ဘာဘာကောင်ကြီးလဲဟာငါရဲ့ကိုရံတော်ရဲ့တက်ခဲချက်ကအလုံးမဖြစ်တာလားမိစ္ဆာဖက်တီကတော့ပြန်နေတက်ခဲဖို့အတွက်သူ့ပါဇက်ထေကနေကိုရံတော်ရှိတဲ့နေရာကိုမိတော့အချော်ရေးပြစ်ထည့်ပေးလိုက်တယ်ဒါပေမဲ့လည်းကိုရံတော်ကလည်းပို့တီတီမဟုတ်ပါဘူးမိစ္ဆာဖက်တီရဲ့တက်ခဲချက်ကိုဓာရီနဲ့ကာထားလိုက်တယ်အဲ့လိုနဲ့ကားလို့လည်းပြီးတော့ပြီဖြစ်တာကြောင့်ကိုရံတော်တရားအပေါ်ခုံတက်လာခဲ့ကအားရပါရမိစ္ဆာဖက်တီကိုပိုင်းပြစ်လိုက်ပါတော့တဲ့ဒါပေမဲ့လည်းထုံးစံအတိုင်းမိစ္ဆာဖက်တီကမတီမျိုးဖြစ်တာကြောင့်အစားကအတိုင်းချင်းစလို့ပြန်နေပေါင်းစီတော့ခဲ့တယ်ဟဲ့ဟဲ့ကျော်ကြီးငါတို့ပြင်ကောင်းမဲ့ထင်းနေတော့မဟုတ်ရင်ငါတို့အကုန်လုံးတီထွားလိမ့်မယ်ကွာဒါပေမဲ့လည်းကိုကျော်ကြီးကတော့ဝိညာဉ်လေးကိုသူ့ရဲ့အိတ်ကထဲကိုပြန်ထည့်လိုက်ကငါ့မှာတက်ခဲဖို့အတွက်နီလန်းရှိတယ်ဆိုပြီးပြောလိုက်တယ်ဟမ်နီလန်း ်းရှိတယ်။ तू မကြောက်ဘူးလားဟာ။ဒီအချိန်က तू ဝဲကောင်းလုပ်ရမယ့်အချိန်မဟုတ်ဘူးလေ။အဲ့လိုနဲ့ကိုကျော်ကြီးတောင်မိတ်ဆက်ဖက်တီကိုတက်ခိုက်ဖို့အတွက်ရေရဲကြီးအရှိကိုတက်လာခဲ့တာပေါ့။တက်တက်ရှိမှပဲတဖက်ကငကားတဲ့ခေါင်ကတော့သူ့ရဲ့တခင်ကိုလွမ်းနေခဲ့တယ်။သူ့ရဲ့တခင်ကဘာတို့ကိုပြောတာလဲဆိုရင်တော့ကိုကျော်ကြီးကိုပြောတာပဲဖြစ်တယ်။တကယ်တော့ဒီကရေခဲနေကကကိုကျော်ကြီးစစ်ခွန်ထားတဲ့ငကားတဲ့ခေါင်ပဲဖြစ်တယ်။တကယ်တော့ကိုကျော်ကြီးတောင်ကအကောင်လေးအကုန်လုံးကိုစစ်ခွန်နိုင်တဲ့အစွမ်းရှိတာပဲဖြစ်တယ်။ဒီကရေခဲနေကကိုဘလို့စစ်ခွန်ထားလဲဆိုတာကတော့မပြောတော့ပါဘူး။သူအခုကဘာလို့လူမရှိတဲ့နေရာမှာတယောက်ထဲနေနေတာလဲဆိုရင်တော့ကိုကျော်ကြီးကသူ့ရဲ့ငကားတဲ့ခေါင်ကိုလူသားတွေမြင်အနေနဲ့များတာကြောင့်သူ့ရဲ့ငကားလေးကိုလူမရှိတဲ့နေရာကိုပို့ဆောင်ထားတာပဲဖြစ်တယ်။အခုလက်ရှိမှာတော့ကိုကျော်ကြီးတောင်သူ့ရဲ့ငကားကိုစစ် ော်ပါတော့တယ်ခေါ်ခေါ်ချစ်မပဲငကားလေးရဲ့အရှိဖက်ကနေဂိတ်တခေါ်ပါပေါ်လာခဲ့ပြီးငကားလေးကတော့သူ့သခင်ရဲ့အနံ့ရတာကြောင့်စောင်းရုံပျော်နေခဲ့တယ်တဖက်ကကူချိုကြီးဖက်မှာတော့ဂိတ်ပေါက်ကြီးကပွင့်တော့ကြောင်ဂိတ်ထဲကနေလာတဲ့အေးဒန်ကိုမိတ်ဆက်ဖက်တီတရားမခံနိုင်တော့ပဲဆပြီးပြပါတော့တယ်ဟဲ့ဘာလို့ပြင်းနေတာလဲစောက်ယူရဲ့ငါမင်းကိုအမြထွက်ပြီးခိုင်းမယ်လို့ထင်နေတာလားရှီပဲရမယ်ကွာအဲ့လိုနဲ့ကူချိုကြီးတောင်ဂိတ်ရဲ့တခြားတစ်ဖက်မှာရှိတယ်သူ့ရဲ့ငကားလေးကိုစစ်ခွန်လိုက်ပါတော့တယ်ခေါ်ခေါ်ချစ်မပဲရေခဲငကားကတော့သူ့သခင်ကြီးကိုပျော်ပျော်ကြီးရောက်လာခဲ့တယ်ကူချိုကြီးကတော့ဟဲ့မင်းရေခဲတောင်မှနေရတာဆိုတော့အေးနေမှာပဲအဲ့ဒါကြောင့်ခုမှရှိတဲ့အပူအိတ်လေးကိုတွားဖက်လိုက်အဲ့လိုပြလိုက်တော့ငကားလေးကလည်းသူ့သခင်ပြောတဲ့အတိုင်းမိတ်ဆက်ဖက်တီကိုအားရပါရဖက်ထားလိုက်ပါတော့ တဲ့အာကောင်းလိုက်တာကွာအပူလေးနဲ့နွေနွေလေးခံရတဲ့မိစ္ဆာဖက်တီကတော့အပူကလည်းအေးအဖြစ်ပြောင်းတော့တာကြောင့်ကြောက်တုံးလုံးဖြစ်တော့ခဲ့တဲ့ဖြစ်ဖြစ်ချင်းမှာပဲကိုချိုကြီးကတော့အရှိ့ကိုတက်လာခဲ့ပြီးသူ့ရဲ့နဂါးလေးကိုလည်းဖယ်ထားခိုင်းလိုက်ကချက်စလို့မိစ္ဆာဖက်တီရှိတဲ့နေရာကိုကိုချိုကြီးရဲ့မျက်ကြီးအစွမ်းနဲ့ပြစ်ထက်လိုက်ပါတော့တဲ့ဒီနောက်မှာကြည့်နေခဲ့ကြတဲ့ငရဲသားတွေကတော့ကိုချိုကြီးကစောင့်ရမတဲ့အရာတွေကိုထုတ်ပြလိုက်တာကြောင့်အကုန်လုံးအံ့ဩနေခဲ့ကြတယ်အဲ့ကဲထဲမှာရှိနေတဲ့ဝိညာဉ်တွေကလည်းအတူတူပါပဲကိုချိုကြီးအစကပြောခဲ့တဲ့စကားကအလိမ်ညာမဟုတ်ဘူးပဲငါလည်းလူ့ဘဝတုန်းကသူ့လိုမျိုးကျူးစားခဲ့ရင်ငါလည်းသူ့လိုမျိုးဖြစ်နိုင်မလားဆိုပြီးသူ့ကိုယ်သူအတူတွေဝင်လာခဲ့တယ်အဲ့လိုနောက်ခုလဲရှိမှတော့မိစ္ဆာဖက်တီကမထေမျိုးဖြစ်တာကြောင့်အသက်ပြင်းလာခဲ့တယ်ဒါပ ဖေးမလဲကိုချော်ကြီးရဲ့၈လောက်တရာစာတည်တည်လေးဖြစ်နေခဲ့တာပေါ့ဟဲ့ငါတည်တည်လေးဖြစ်သွားပြီမဲငါနှစ်တန်လောက်ဆိုရင်အရင်တိုက်ပြဖြစ်သွားမယ်အဲ့ဒီအချိန်ကျရင်ငါမျိုးကိုခရက်ဆာလာရှိပြမယ်ကွာဟဲ့ဟဲ့ဘာတွေပြောနေတာလဲနှစ်တန်ဟုတ်လားစောက်ယူလို့မနေနဲ့ငါရဲ့အတက်ကနှစ်တရာတော့မနေချင်မနေရမှာမင်းအကောင်ကြီးဖြစ်တော့တဲ့အချိန်မှာငါဘဝကနောက်ဘဝရောက်နေပြီကွာအဲ့လိုပြောလိုက်တော့မိတ်ဆက်ဖက်တီကလည်းသူခရက်ဆာရှိဖို့တော့မဖြစ်နိုင်တော့အကြောင်းကလေးတောင်ငုံနေခဲ့ပြီးကိုချော်ကြီးရဲ့လက်ထက်ကနေပြီးပါတော့တယ်ကျန်နေခဲ့တဲ့ကိုချော်ကြီးကတော့အနောက်ကိုတစ်ချက်ကြီးလိုက်ကအနောက်ဘက်မှာတော့အလေးပြုနေကြတဲ့ငဲထားအများကြီးကိုတွေ့ရမှာပဲဖြစ်တယ်သူတို့ကဘာလို့ကိုချော်ကြီးကိုအလေးပြုနေတာလဲဆိုရင်တော့ကိုချော်ကြီးအဖို့ကိုအထင်ကြီးတော့ရရဲ့သူတို့ရဲ့ငဲကဘာကြီး ထဲမှာမုံစရာအကောင်းဆုံးလူဖြစ်သွားတာရဲ့နောက်ပြီးတော့တကဘာလုံးမှာအဆဲတက်တဲ့လူတယောက်ဖြစ်သွားတာကြောင့်မလို့အခုလောအလေးပြုနေရတာပဲဖြစ်တယ်ရှီချိုခံရတဲ့ကိုဂျိုကြီးကလည်းအပြုံးလေးချက်ပြုံးလိုက်ပြီးပျော့ပျော့လေးနဲ့ဟေးမင်းတို့ကမချက်ဘူးလားကွာလူသားတယောက်ကိုအလေးပြုနေတာကမင်းတို့အစာငါစောင့်ရင်ချက်တယ်ကွာအဲ့လိုပြောလိုက်တော့ငဲတော်တွေအကုန်လုံးလီစားတော့ခဲ့ကြတယ်ဘာလို့လဲဆိုတော့သူတို့ထောက်ခံထားတဲ့ကိုဂျိုကြီးကတခြားတစ်ဖက်တာကိုစိတ်ကြွလအောင်ပြောရတာကြောင့်မလို့ပါဒါနဲ့ဆရာကျွန်တော်တခုပြောချင်လို့ပါခုနောက်မှရှိတဲ့ဂိတ်ကိုပြန်ပိတ်လို့ရမလားဗျဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်အေးတယ်ဗျာဟမ်ဘာပြောလိုက်တယ်မင်းတို့ကဘာဂိတ်ကိုပြောနေကြတာလဲငါမသိဘူးကွာစောက်ခုလည်းမဆိုင်ဘူးငါသွားတော့မယ်အဲ့လိုနဲ့ကိုဂျိုကြီးတယောက်မသိ လိုနဲ့ထွက်တော့ခဲ့တယ်တကယ်တော့ကိုချိုကြီးတောင်ဒီကိကိုဘာလို့ခြံထားရလဲဆိုရင်တော့သူ့ရဲ့နှကားလေးပြန်ဖို့အတွက်ခြံထားရပဲဖြစ်တယ်ကြံနေခဲ့တဲ့ငယ်တောက်တွေကတော့အန်အိုနေခဲ့ကြတာပေါ့ဘာလို့လဲဆိုရင်တော့ तू လှုပ်တော့တဲ့ခိတ်ကို तू မလှုပ်သူလိုနဲ့ပြောတယ်နောက်ပြီးတော့သူ့ရဲ့လက်အောက်မှာရှိတဲ့ငါတို့ကိုလည်းဘာဖြစ်ဖြစ်ဂီဝမဆိုင်တဲ့စိတ်စောင်းရင်ကိုရဲဆက်တာပဲသဘောကျတော့ပြီကွာအဲ့လိုနဲ့ငယ်တောက်တွေအကုန်လုံးကိုချိုကြီးအဖို့ကိုစောင်းရင်နဲ့သဘောကျကုန်မှာတော့တယ်အေကရမရှိတဲ့ဝိညာဉ်တွေကလည်းကိုချိုကြီးအန်အိုနေခဲ့ပြီဒီကောင်စောင်းရင်ကိုယူလာပဲဆိုပြီးတွေ့နေခဲ့တယ်အဲ့လိုနဲ့ခဏနေတဲ့ဝိညာဉ်တွေကြောင့်မြေပြေကိုဆင်းလာခဲ့ပြီဟေးမင်းငါ့ကိုလိန်တော့တာလားမင်းအလုပ်ပြီးတော့ငါ့ကိုကူညီမဲ့ဆိုမကူဘူးဆိုရင်တော့ဘာဖြစ်လဲကွာငါနဲ့လည်းမဆိုင်ဘူးသဘောပေါက်လားရှိပဲ ်နှက်လိုက်တာကွာဆောက်ခွက်ကြီးကကြောက်စရာကြီးဟေ့ပြန်ပြောစမ်းဒီဆောက်ခွက်ကမင်းရဲ့မျက်နှာလေးမဟုတ်ဘူးလားအဲ့လိုနဲ့နေရောက်တာရပြင်းနေကြကြပြီခဏနေတော့ငဲပြင်းကရောက်ချလာခဲ့တယ်သူကဘာလို့ရောက်တော့ဒါလဲဆိုရင်တော့ကိုတော်ကြီးဆောက်လုပ်ထားတဲ့ရထားလမ်းကိုလာကြည့်တာပဲဖြစ်တယ်ဒါနဲ့ငဲပြင်းကျွန်တော်တခုမေးလို့ရမလားကျွန်တော်တို့နေရောက်ရဲ့ဝင့်ကြီးကိုပြန်လဲလို့ရမလားဗျငါလည်းမသိဘူးလေနောက်ပြီးတော့မင်းရဲ့ဝင့်ကြီးကိုလည်းငါထိန်းချုပ်လို့မရဘူးအေးရောရောကမင်းရဲ့ဝင့်ကြီးကိုဆောက်ချောက်ထားတယ်ဆောက်ချောက်ထားတယ်ဘသူကဆောက်ချောက်ထားတာလဲဗျကဲကဲအဲ့အကြောင်းပြောဖို့လာတာမဟုတ်ဘူးကွာမင်းကအခုငေါ့ကူညီလိုက်တာပဲအဲ့တကြောင့်မိကြိုက်တဲ့အရာတခုကိုငါဖြည့်ဆည်းပေးမယ်အဲ့လိုနဲ့ကူချိုးကြီးကအခွင့်အရေးပဲဆိုပြီးပြန်လည်မူဖွဲ့နိုင်တဲ့လက်မှတ်ကိုတောင်းလိုက်ပါတော့တယ်အောက်မှာ ချင်းနေတဲ့ဝိညာဉ်တွေကတော့ကြောင်သွားခဲ့တာပေါ့ဟဲ့ကျင်နေပြီလားငါမြင်းရဲ့မျက်နှာကိုကြည့်ရတာမျက်စိနောက်လိုက်ပြီအဲ့လိုနဲ့ကုချိုးကြီးတောင်ဘာလို့ပြန်လဲမူဖမ်းချင်းဆိုတဲ့လက်မှတ်ကိုတောင်းလိုက်တာလဲဆိုရင်တော့ဝိညာဉ်လေးကိုလူပြန်ဖြစ်အောင်ကုညီပေးခြင်းလို့ပါအဲ့လိုနဲ့ခဏလေးတော့ကုချိုးကြီးတဲ့ဝိညာဉ်တွေနဲ့ရောက်တာပြန်လဲမူဖမ်းချင်းဆိုတဲ့ခိတ်ဘောက်ကိုတွားနေခဲ့ကြတယ်ဟဲ့မင်းမျက်နှာကဘာလို့စိတ်မကောင်းဖြစ်နေတာလဲမဟုတ်ပါဘူးကွာမင်းနဲ့ငါနဲ့လည်းဝိညာဉ်ကပြန်လဲလို့မရတော့ဘူးဆိုတော့အခုလိုလုပ်ပြီးတာတော့မမင်းကကြီးစုတင်လာပါပြီကွာငါပြောတယ်ငါ့ကိုကြီးစုတင်ခြင်းနေတယ်ဟုတ်လားရပါတယ်မလို့ဘူးဟဲ့အောင်မင်းမျက်နှာကိုမမြင်ရလေကောင်းလေးပဲကွာအဲ့လိုနဲ့နေရောက်တာရန်ဖြစ်နေခဲ့ကြပြီခဏလေးတော့ပြန်တက်တော့ခဲ့ကြတယ်ဟဲ့ငါအမီနဲ့ငါဖြစ်ကောင်းဒီကောင်းရဲ့လားကော ောင်းမနဲ့ကွာနောက်ပြီးတော့မိအဖေနဲ့မိအမေတို့ရဲ့အကျွေးတွေကိုလည်းငါကူညီပေးထားတယ်ကျေးဇူးပဲကွာရပါတယ်ကွာဘာဖြစ်ဖြစ်မျက်နှာကိုမမြင်ရလေကောင်းလေပဲအဲ့လိုနဲ့ခန်းနိုင်တော့ပြန်လဲမွေးဖောက်လို့ကြောက်တဲ့ဂိတ်ပေါင်နာကိုရောက်လာခဲ့ကြတယ်ရောချမွေးဝင်းညီတွေကလည်းကိုချိုကြီးဖက်ကိုတစ်ချက်လဲလာခဲ့ပြီးငါတကယ်လို့ကွာကန်ကောင်းဆောက်စကားအရန်များတော့ပဲတော့မှရှင်တွားတာမဟုတ်ဘူးအဲ့လိုနဲ့ကိုချိုကြီးတဲ့ဝင်းညီတွေကိုဂိတ်ပေါက်ထဲကိုကန်ဆုပ်ပြလိုက်ပါတော့တယ်ဖွေးမှာတာငါ့ကိုဘာလို့ကန်လိုက်ကြလဲကွာနောက်ပြီးတော့မင်းမတ်ထားလိုက်ပါငါလည်းမင်းတို့အလုပ်ယူစားပြမယ်နောက်ပြီးတော့မင်းထက်လည်းပို့တော်စီရမယ်ကွာအဲ့လိုနဲ့ဝင်းညီလေးတဲ့ရင်ထဲကစကားတွေပြောနေတာကြောင့်မြေးတွေပါထွက်ချလာခဲ့ပြီးကိုချိုကြီးကလည်းလှုပ်ဆက်တဲ့အနေနဲ့ခြူထားတဲ့အပြုံးလို့ပြုံးပြီး းလိုက်တယ်ဟဲ့ငါလည်းမင်းကိုယုံပါတယ်ကွာမင်းလည်းလူပြန်ဝင်စားပြီးဆိုရင်ငါထက်အလုတ်ကျူစားတဲ့လူတယောက်ဖြစ်ပါစေကွာဝင်းကြီးလည်းကလည်းသူ့ကိုနှုတ်ဆက်တဲ့အချိန်မှာအပီစကားကိုကြားလိုက်ရတာကြောင့်အယံကိုပြော်ရခဲ့ပြီးပြန်နေဘွေးဖားကြီးဆိုတဲ့ဂိတ်ပေါက်ထဲကိုဝင်တော့ခဲ့တယ်ကျန်နေကတဲ့ကိုကျော်ကြီးကတော့အနောက်ကိုတစ်ချက်လဲလိုက်ကဘာလို့လဲဆိုရင်တော့သူ့ရဲ့ငယ်ပြီးမှလောက်ရမယ့်မရှင်ကပြည်ဆုံးတော့တာကြောင့်မလို့ပဲဖြစ်တယ်မရှင်လည်းပြီးတော့ပြီဖြစ်တာကြောင့်ကိုကျော်ကြီးတို့နေရာတော့ငယ်ပြင်းစီကိုရောက်လာခဲ့ကြတယ်ငယ်ပြင်းကလည်းကိုကျော်ကြီးတောင်းဆိုထားတဲ့အတိုင်းငကားတဲ့ကောင်ဝင်းကြီးကိုလှုပ်ပေးလိုက်တယ်ဟမ်ဒါပဲလားငါ့ရဲ့ငကားအဖွင့်ဝင်ဆိုတာကပဲပြောက်တော့တာလေကဲဆိုတော့မင်းတို့ကငါအေဂျင်ပို့ပေးမယ်မင်းစစ်ခေါ်ထားတဲ့ငကားကလည်းမင်းဖွင့်ထားတဲ့ဂိတ်ပေါက်ကနေပြန်သွားလိမ့်မယ်အဲ့ လိုနဲ့ကိုဂျိုဂျီကလည်းစကားဆပြီးပြောဖို့တော့လုံနေတယ်ဟုတ်ငဲပြင်းတယောက်ချဲ့ရင်စုတို့လူရတန်းမျိုးကိုပို့ပေးလိုက်ပါတော့တယ်လူရတန်းမျိုးကြောက်တော့တယ်ကိုဂျိုဂျီတို့နှစ်ယောက်သားကတော့နောက်ထပ်ဖေတော့မှငဲတန်းမျိုးမတော်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ကြကကဲဒီစကားလေးကဒီမှာမှအဆုံးသက်ထားချင်ပါတယ်ဗျဆုံးနေကြည့်ရှုပ်ကြတဲ့တုံငန်းချင်းအားလုံးကိုကျေးဇူးတင်ပါတယ်